ာဆီယိုโอเคအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့နိုင်ငံကိုကိုရီးယားလက်မွေးစင်တာစာသင်ကောက်လေးရနေကျူစုလိုက်ပါတယ်ညီကိုလေးအာဒီနေ့ညီကိုတို့အခုဘာပြောပြပြီးမှလဲဆိုတော့ဗောနောចောင်းသားလေးတောင်းဆိုတာလေအခုဒုံးတရာလေးရှင်းပြပြီးပါဆိုတော့လေဗောနောအခုရိုက်ပြီးမှပဲဖြစ်ပါတယ်ဘတ်နဲ့လေတွဲတယ်ခုကော်လာလေးဘတ်နဲ့လေတွဲရဲဒုံးဒါကတော့ခုចောင်းသားလေးទីထားခဲ့ရတော့ခုထဲ့တော့ဗောနောအတိတ်ကာလပုံစံနဲ့ទីခဲ့တယ်ဟိုနောက်တစ်ခုကော်လာလေးဘတ်ဘတ်ခုဘတ်နဲ့တွဲတယ်အအောင်ရဒုံးလေးရှိတယ် သူကလည်းခဲ့တော့ပဲဒါဆိုတော့အတိတ်ကာလကပုံမှန်ဆိုရင်တို့အတိတ်ကာလဆိုတာဆက်လုံးတက်ထားတဲ့ပုံစံမှာတို့အတိတ်ကာလပုံစံအဲ့ဒါအပေါ်ကဒုံကလည်းအတိတ်ကာလအောက်ကဒုံကလည်းအတိတ်ကာလနောက်တစ်ခုတို့တို့တခုရှိသေးတယ်နာတအွန်ဟုတ်နော်အွန်နာဆိုတဲ့ပုံစံကလည်းဒေါ်ဆိုတဲ့အတိတ်ပဲခဲ့တော့ဆိုတဲ့အတိတ်ပဲနော်အဲ့ဆိုတော့ဒီမှာခဲ့တော်ရရမြန်ရတော့ကိုတို့ဘလိုမျိုးနေပြင်မဲ့ဆိုတာလေးကိုကိုတို့ဒေသလေးရှင်းပြပေးမယ်။ Okay နံပါတ်1အနေနဲ့ဒုံးကိုရှင်းပြပေးမယ်။ဘာလို့ဒုံးဒုံးဆိုတာကကိုတို့ တိတ်ကာလပဲခဲ့တော့မှန်နေဟုတ်ကဲ့ဂါရာဆိုရင်သွားသည်ဂါဆုံးသွားခဲ့တော့ကတ်ထုံးသွားခဲ့တော့ဒီလိုပဲသွားခဲ့တာကြီးပဲဟုတ်ပြီနော်နောက်တစ်ခုမော့တော့စာတော့အမော့တာရာစာဒီမော့တော့စာခဲ့တော့မော့တော့စာခဲ့တော့ဟုတ်ကဲ့ခုတာជីဒီခုတော့ជីတော့ခေါတော့ជីတော့မန္တာမြာဒီမန္တောမြာတော့မနာတော့မြာတော့โอเคအတိတ်ကာလရှင်းတော့တူတယ်ဘာလို့ ဒါပေမဲ့ဒါသွန်ဘွာတော့ဘွာကေတော့ကတ်သွန်တွားကေပြီးတော့အဲ့ကတ်သွန်တွားကေပြီးတာဥပမာလူလူယောက်ကဥမာပြောတယ်ငါဆိုးကိုတွားတယ်အဆိုးမျိုးကငါတွားကေပြီးတဲ့နေရာတခုပဲဆိုးမျိုးနော်နေကကတ်သွန်ဇာရီချွန်ဟနာကြီးရေဆိုးမျိုးကတော့ငါတွားကေဘူးတဲ့နေရာတွေကတခုဖြစ်တယ်သူ့ကိုတွားကေပြီးတော့ပြီးလုံးဝကော့ပြီးတော့ကေပြီးโอเคအဲ့ဒါကိုတော့ဂါသွန်းတယ်ပြောမယ် 서울로내가가던자리예요.내가가던곳이에요.소묘가로나떠가게뉴피데.나떠가게.나올레베떠나니요마.아쿠레떠나니데.나올레떠나데.뚜야떠진가못비송되우.아우나와가톤에벽에야소인아가떠가게비떠비.비떠가게비떠비.엄마가톤에벽에가아쿠떠나니떠.아쿠떠가게떠.아알리냐.ထပ်ပြီးတော့လဲသွားနေတော့အဲ့လိုမျိုးသွားခဲ့တော့ အဲ့လိုမျိုးပုံစံမျိုးပေါ့နော်အာအတိတ်ကာလချင်းတော့ဒူတယ်ဟိုပြောချင်တဲ့ပုံစံကထပ်ပန့်တလဲလဲသွားနေတာထပ်ပန့်တလဲလဲဖြစ်နေတာဆိုရင်ကိုလိုဂျုံးကိုတုံးပြီးတော့ကိစ္စတစ်ခုကလုံးဝအပြီးတက်ပြီးဆုံးသွားတယ်ဆိုရင်တော့ကိုလိုကတ်တွန်းအစနှလုံးတက်တဲ့ဂျုံးကိုတုံးရလိမ့်မယ်ဟုတ်ပြီတော့ညီကိုလိုဒါဆိုရင်ဥပမာစာကြောင်းလေးနဲ့ကိုလိုကြည့်ရအောင်တခြားလေးနားထောင်မယ်နော်ထဲထဲဝင်လေးလာလေးတရားတွေကကိုလိုအာနားလဲရတာဗောနော်ပို့ပြီးတော့ဟိုအသေးစိတ်အနေနဲ့ပူကြသွားတယ်ဗောနော် ဟိုကြည့်အောင်နံပါတ်1နှစ်အခုအစင်းလိုက်လေးတွေပေါ့နော်တင်းနဲ့နှစ်နဲ့နှိုင်းရှင်ပြတာနဲ့သုံးနဲ့လေးနဲ့နှိုင်းရှင်ပြတာအဲ့လိုအတွဲလေးတွေပေါ့နော်ဟိုနံပါတ်1ကြည့်အောင် Google ဆုံးခြေကဂျာကျူမာရှိသုံးကော်ဖီရေယို Google ဆုံးအဲ့ဒါအားတော့အဲ့ဒီရာကတော့ဟုတ်ပြီနော်အဲ့ဒီကော်ဖီကတော့ခြေကကျွန်တော်ကဂျာကျူမကြခဏမာရှိသုံးတောက်တော့ကော်ဖီရေယို copy ဖြစ်တယ်မကြခဏတောက်ခဲ့တဲ့ကော်ဖီဖြစ်တယ်နော်အတောက်ခဲ့တော့ကော်ဖီဖြစ်တယ် အဲ့ဒီအဲ့ဒီ copy ကငါမကြာခဏကျွန်တော်မကြာခဏတောက်ခဲ့တဲ့ copy ဖြစ်တယ်ကျွန်တော်မကြာခဏလည်းတောက်ဖြစ်တယ်နောက်လည်းပဲတောက်နေဦးမှာဟုတ်ပြီနော်အဲ့အဲ့လိုမျိုးတောက်ဖြစ်တဲ့ copy ဖြစ်တယ် okay နောက်နံပါတ်နှစ်ကိုကြည့်အောင်ဘူဝဆုံးဂျေကဩဂျေမှာရှော့ဆုံး copy ရေယော okay ဒါဆိုရင်ဘို့စနှလုံးတက်သွားပြီဟုတ်ပြီနော်အာတရဆက်ပြီးတော့စနှလုံးတက်သွားပြီမရှော့ဆုံး copy ရေယောအဲ့တော့အဲ့ဒီ copy ကတော့ကျွန်တော်ကမရှော့ဆုံး copy ရေယောကျွန်တော်တောက်ခဲ့တဲ့ copy ဖြစ်တယ် ိုက်ကော်ဖီကတော့ကျွန်တော်တောက်ခဲ့တဲ့ကော်ဖီဖြစ်တယ်။ Okay အိုက်ကော်ဖီကိုကျွန်တော်သူအပိသက်တောက်ခဲ့ပြီးသွားပြီ။ဘာဖြစ်နောက်မှဒီကော်ဖီကိုသူတောက်ချင်မှလည်းတောက်မယ်။မတောက်ချင်လည်းမတောက်ဘူး။ချိန်တည်တာတော့အခုတော့မတောက်နေတော့ဘူး။အပိသက်တောက်ခဲ့ပြီးသွားပြီ။အဲအဲ့ဆိုရင်ကိုတို့မာရှော့တွန်းအပိသက်တောက်ခဲ့ပြီးသွားပြီ။ကိစ္စတစ်ခုကအပိသက်လုတ်ခဲ့ပြီးသွားပြီ။အဲ့ဆိုရင်မာရှော့တွန်းကော်ဖီအပိသက်တောက်ခဲ့ပြီးတော့ကော်ဖီအပေါ်ကနံပါတ်1ကျတော့မကြာခဏတောက်တာ။သူဒါအောင်မကြာခဏတောက်တယ်။အခုလည်းတောက်တယ်။နောက်မကြာခဏလည်းသူတောက်နေဦးမှာ။အဲ့ဆိုကိစ္စတစ်ခုကမပြီးသေးဘူး။တောက်ခဲ့တာတော့တောက်ခဲ့တာပဲအတိတ်ကာလပဲ နောက်လည်းပဲဒါကိုထက်လောက်အောင်မှာဆိုတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်မာစီဒွန်းဟုတ်ပြီနော်အဲ့လိုလေးသုံးပါတယ်နံပါတ်2အ3လေးကိုထည့်ကြည့်အောင်ဆမ်ညွန်နုံကေဒါနီသုံးဝက်စာတို့အုံကြီးလျောကိုဟဲ့ယောဆမ်ညွန်နုံကေသုံးနှစ်ကျော်ဒါနီသုံးတက်ရောက်ခဲ့သောဝက်စာတို့ကုမ္ပဏီကိုအုံကြီးလျောကိုဟဲ့ယောပြောင်းမလို့လုပ်တယ်ဟုတ်ကဲ့သုံးနှစ်ကျော်တက်ခဲ့တဲ့ကုမ္ပဏီကိုသူပြောင်းမလို့လုပ်ခဲ့တယ်ဟုတ်ကဲ့သုံးနှစ်ကျော်တက်ခဲ့တဲ့ကုမ္ပဏီကိုပြောင်းမလို့လုပ်တယ်ဆိုတော့ အခုလက်ရှိလဲသူကဒီကုမ္ပဏီမှာပဲလုပ်နေတော့မဲ့အဲ့ဒီကုမ္ပဏီကိုပြောင်းမလို့လုပ်ခဲ့တယ်ဟုတ်ပြီနော်အဲ့တော့အခုလက်ရှိလဲတက်နေခဲတော့မဲ့ဖြစ်တယ်တက်နေခဲတော့အလုံးလုံးနေခဲတော့ဖြစ်တယ်ကုမ္ပဏီကိုသူကပြောင်းမလို့လုပ်တာမပြောင်းရသေးဘူးဟုတ်ပြီနော်နံပါတ်အောက်ကလေးကိုကြည့်အောင်ဆမ်ညောင်းနုံကေဒါညောတုံဝဲစာလို့အုံကြောဆယ်ဆမ်ညောင်းနုံကေ၃နှစ်ကျော်ဒါညောတုံတက်ရောက်ခဲ့တော့အလုံးလုပ်ခဲ့တော့ဝဲစာလို့ကုမ္ပဏီကိုအုံကြောဆယ်ပြောင်းခဲ့တယ် ါဆိုသူအိုက်ကုမ္ပဏီမှာမလုပ်တော့ဘူးကိုအပိဒအိုက်ကုမ္ပဏီကနေသူအပိဒပြောင်းသွားခဲ့ပြီးသွားပြီအခါကျတော့ဒါညောဒွန်းဟောပြီနော်အဲ့လိုမျိုးအဲ့ကိစ္စတစ်ခုကအတိတ်ကာလကကိစ္စတစ်ခုကအခုလိုနောက်လဲထပ်ပံတလဲလဲလုံးမယ်ဆိုရင်တော့ဒွန်းလိုက်တယ်ဒါကြောင့်ကိစ္စတစ်ခုကအတိတ်မှာလုတ်ခဲ့တယ်အပိဒပြီးသွားခဲ့ပြီအဲ့ဒါဆိုရင်တော့အခုလိုအာယောထွန်းကိုတုံးရမယ်โอเคနံပါတ်5 6တက်ကြည့်အောင်ဤဦးမစီကို제가고양이만조정음식이에요 ဒီအစားအသောက်ကတော့ဂျေကကျွန်တော်ကကိုရငယ်မွေးရမီမှာမန်ကျွန်းကျွန်းလောက်ခဲ့တော့ဘုံစီရေအစားအသောက်ပဲဖြစ်တယ်ဒီအစားအသောက်ကငါမျိုးမွေးရမီမှာလောက်ခဲ့တဲ့အစားအသောက်ပဲဖြစ်တယ်โอเคဒီအစားအသောက်ကိုသူနောက်လည်းပဲထပ်လုပ်မှာဟုတ်ပြီနော်ဥပမာထားတဲ့တကယ်ရင်တယောက်ကပြောတယ်အာဒီအစားအသောက်အဥပမာထားလိုက်ပါဦးကျွန်တော်ချမောင်ကျော်ပေါ့ဟုတ်ပြီနော်ချမောင်ကျော်ငါချမောင်ကျော်မြန်မာပြည်မှာလည်းငါကျော်ခဲ့တဲ့စားတော့ပဲဖြစ်တယ်အခုလည်းပဲငါကျော်နေတာပဲနောက်လည်းပဲငါကျော်ဦးမှာပဲဟုတ်ပြီနော်အဲ့လိုမျိုးပြောချင်တာ နောက်လျှောက်တပ်ပံတလဲလဲဘာလို့အဲ့လိုမျိုးလုံနေတဲ့လုံနေခဲ့တဲ့စားတော်ပဲဖြစ်တယ်အဲ့လိုမျိုးပြောချင်တာနံပါတ်6ကိုကြည့်အောင်အေးဥမ်ရှိကွန်ခြေကဘူယန်ငယ်မန်တရတော်ဥမ်ရှိကြီးရဲ့ဒီအစားတော်ကတော့ကျွန်တော်ကမွေးရမြီမှာပြုတ်လုခဲ့ပြီးတဲ့အစားတော်ပဲဖြစ်တယ်ဟုတ်ကဲ့ကြည့်လိုက်အောင်အချမ်းမောင်းကြောဟုတ်ပြီနော်ချမောင်းကြောတငယ်ကြီးရတယ်ဟာမင်းချမောင်းကြောဟုတ်လားမင်းချမောင်းကြောကောင်းလိုက်တာဒါငါမွေးရမြီကငါပြုတ်လုခဲ့တဲ့ချမောင်းကြောပဲဖြစ်တယ်စားတော်ပဲဖြစ်တယ် ဒါအဲ့ချက်မှာကျော်သူကပါလို့လာတယ်။ဝေးရမြန်မာတွေကအပီးလုတ်ခဲ့ပြီးသွားပြီ။ကိစ္စတကူကအပီးတက်သွားခဲ့ပြီ။ဟုတ်ပြီနော်။အဲ့ဒီချက်မှာကျော်ပဲဖြစ်တာပြောနေ။သူနောက်ချက်မှာကျော်လုတ်ချင်မှလုတ်။မလုတ်ချင်လည်းမလုတ်ဘူး။ဟုတ်ပြီနော်။ဒါပေမဲ့ပီးတက်သွားခဲ့ပြီ။ချက်မှာကျော်ကိုလုတ်ခဲ့ပြီးသွားခဲ့ပြီ။အဲ့ဒီချက်မှာလုတ်ခဲ့ပြီးတဲ့အစားတောက်ပဲဖြစ်တယ်။အဲ့လိုမျိုးပြောချင်တယ်။အပီးတက်ပြီးသွားခဲ့ပြီ။ဟုတ်ပြီနော်။အဲ့ဒါဆိုရင်ကိုတို့အားရောကျော်သုံးတယ်။ Okay နံပါတ်5ကြည့်ရအောင်။ဥရီဂျာကျူမာနာကျော်စစ်တန်းငယ်မာနာကာယောဥရီငါတို့ဂျာကျူမကြာခဏမာနာကျော်တွေ့ခဲ့တော့ ရှိတန်ငယ်စားတော့ဆိုင်မှာမနာကာယတွေ့မလားငါတို့ပကြခဏတွေ့တဲ့စားတော့ဆိုင်မှာတွေ့မလားမကြခဏစားတွေ့ခဲ့တဲ့စားတော့ဆိုင်မှာတွေ့မလားဒါဆိုရင်အဲ့ဒီဆိုင်ကသူတို့ဘာလုပ်တာလဲမကြခဏထပ်ပန်တလေလေအားဆိုရင်ထုံထုံမယ်ဟုတ်ပြီနော်အောက်ကထကြည့်အောင်ကျေကစင်ကြီးပါချီမန္တရတုံစစ်တန်ငယ်မနာကေယောဟုတ်ကဲ့ကျွန်တော်ကကျွန်တော်စင်ကြီးပါတီပေါ့နော်ကျွန်တော်စင်ကြီးပါတီမွေးနေ့ပါတီမန္တရတုံပြုတ်လုပ်ခဲ့တော့စစ်တန်ငယ်စားတော့ဆိုင်မှာမနာကေယောတွေ့ပါမယ် तू သူ့ရဲ့မွေးနေ့ပါတီပြုလုပ်ခဲ့ပြီးတယ်ဗါလဲစားတော့ဆိုင်မှာတွေ့မယ်လို့ပြောတာအဲ့စားတော့ဆိုင်က तू မကြာခဏသွားတာတော့မဟုတ်ဘူးဗါလဲသူ့ရဲ့မွေးနေ့ပါတီလုပ်ဖို့တာလေအဲ့စားတော့ဆိုင်မှာလုပ်ခဲ့တာအဲ့ဒီစားတော့ဆိုင်မှာပြန်တွေ့မှာအဲ့ဆိုအရင်ကအကိစ္စတစ်ခုကမွေးနေ့ဆိုင်မွေးနေ့ပါတီကစားတော့ဆိုင်မှာလုပ်ခဲ့ပြီးသွားခဲ့ပြီဟုတ်ပြီနော်အဲ့လို လုပ်ခဲ့ပြီးတဲ့အကိစ္စတစ်ခုကပြတ်သွားခဲ့ပြီအဲ့ဒီပြတ်သွားခဲ့တဲ့အကိစ္စအခုကလည်းဗါလဲအဲ့ဆိုင်မှာပဲပြန်တွေ့မှာမွေးနေ့ပါတီကိုအဲ့မှာလုပ်ခဲ့ပြီးသွားခဲ့ပြီအနေထားဖြစ်တယ် အဲ့တော့ကိစ္စတစ်ခုကအဲ့မှာပြီးသွားခဲ့ပြီဟုတ်ပြီနော်အဲ့တော့မန်တော့ကြောင့်ပြုလုပ်ခဲ့တော့ပြုလုပ်ခဲ့ပြီးတော့ဟုတ်ပြီနော်နားလည်လားညီတို့နည်းနည်းလေးတော့ရှုပ်တူအောင်ရှိတယ်โอเคထက်ကြည့်အောင်နံပါတ်40어제먹던치킨을어디에뒀어요?어제머니가먹던사게도치킨을치킨고어디에베니아마뒀어요?타게들래.두자타디요?뒀어요.타게들래. မနေ့ကစားခဲ့တဲ့ကြက်ကြော်ကိုပမာထားခဲ့လေဒါဆိုရင်မနေ့ကစားခဲ့တဲ့ကြက်ကြော်ကိုပမာထားခဲ့လေဆိုတော့ကြက်ကြော်ကုန်သွားပြီလေပုံသေးရောရှိနေသေးတာဟုတ်ဖက်စားအောင်မှာအဲ့တော့မော့ဒွန်ပြောရပေါ့ဟုတ်ပြီနော်နံပါတ်10어제먹었던치킨이너무맛있어요.마니가먹었던사게도치킨이쩨쪼가너무맛있어요.이야뭐왜이야라시게래.그여러분꼭마니가사게비도쩨쪼가래꼰다가비와 ဟုတ်ပြီနော်အဲ့တော့အဲ့ဒါကိုအရသာရှိတယ်လို့ပြောတာအဲ့တော့မော်ကောဂျွန်အာယောဂျွန်တုံးနေဦးနံပါတ်7ဇေကဂျူဂျွန်နိုရဲလို့ဝဲကျော်ဆာဇေကကျွန်တော်ကဂျူဂျွန်နားထောင်ခဲ့တော့ကျွန်တော်နားထောင်တော့နိုရဲလို့နိုရဲကိုဝဲကျော်ဆာဘာကြောင့်ပြေးခဲ့တာလဲကျွန်တော်နားထောင်ခဲ့တော့ကျွန်တော်နားထောင်နေတော့ဟုတ်ပြီနော်သူလက်ရှိနားထောင်နေတဲ့အနေထားဘာကြောင့်ပိတ်တာလဲလို့မေးတာဟုတ်ပြီနော်နံပါတ်7ဂျွန်နိုရဲကဇေကဂျူရိုဂျွန်နိုရဲကို အဲ့တချင်းကခြေကကျွန်တော်ကတို့တော့နားထောင်ခဲ့ပြီးတော့နူရဲရောအဲ့နူရဲကိုသူကလည်းနားထောင်ခဲ့ဘူးလေအရင်ကနားထောင်ခဲ့ပြီးပြီအခုတော့အဲ့နူရဲပါလေနားမထောင်တပည့်ချားတို့နားထောင်လဲထောင်မယ်မထောင်လဲမထောင်ဟုတ်နော်နားထောင်ခဲ့ပြီးသွားတယ်တချင်းပဲဖြစ်တယ်အဲ့ဒါဟုတ်ပြီလားအဲ့တော့အာရော့ဂျုံတုံးနေโอเคနံပါတ်73 74ဆိုတော့ခြေက all the salt on to see you ဆိုမျိုးကတော့제가ကျွန်တော်က all the day ငငယ်တုန်းက살던နေခဲ့တဲ့တို့ရှိရယမျိုးပဲဖြစ်တယ်။ Okay ဒါဆိုအဲ့မှာသူနေတုန်းလား။ဟွန်းနေတုန်း။ Okay လူတယောက်ကဆိုမျိုးကြောင်းပြောနေတာအဆိုမျိုးကတော့ဘလို့ဗချမ်းသားဘလို့မျိုးရှိတယ်လူစီတယ်ဟုတ်လားလေပတ်သွားလို့ရနေတယ်ပြောနေ။အဟုတ်တယ်လေဆိုတော့ကျော် all the sarong သူစီရယဆိုမျိုးကငါအရင်တည်းကအရင်တုန်းကနေခဲ့တဲ့နို့ပဲအရင်က ်ရင်တော့ကနေခဲ့တဲ့မြို့ပဲဟုတ်ပြီနော်ယောရုဘုံအဲ့တော့အခုလက်ရှိလည်းနေတော့မယ်ဟုတ်ပြီလားအဲဒီမှာလည်းသူကနေနေတော့မယ်နောက်လည်းပဲဒီမှာပဲနေနေအောင်မှာအဲ့ဆိုတော့ငါနေခဲ့တဲ့မြို့ပဲအဲ့လိုမျိုးလေးပြောလိုက်တာဟုတ်ပြီနော်တပ်ပံတလဲလဲသူဒီမှာနေနေတာနံပါတ်၄ကြည့်အောင်ဆိုတော့제가올리테사라둔도시에요ဆိုမျိုးကတော့제가ကျွန်တော်က올리테ငငယ်တော့က사라둔도시에요တဲ့နေခဲ့တဲ့မြို့ပဲဖြစ်တယ်အဥမာ လူတွေကပြောမယ်သူရဲ့ရှိမှဆုံမြကြပြောတယ်ဆွမ်းနာလိုပဲဆုံမြလေဘက်သွားလို့ရတဲ့နေရာတွေပေါ်တယ်လူတွေရမ်းရှုပ်ထွေးတယ်အဲ့လိုမျိုးပေါ့နော်လမဆက်တဲ့အစီပြတယ်အဲ့လိုမျိုးပြောတဲ့အချိန်မှာဟုတ်တယ်ဆုံမြကတော့ငါက only te sara tundu chi yo nga nginge ro nga ni ge de myo phit de aku lo tu a so myo ma ma ni ni de ane tha tu de pye myo ma ni de ane tha a lo myo so yin ko lo wa sara ton ma bina yo lo mo okay number 56 je ga i ton che ko an bwa yo chano ga i ton sa phat do ချက်ကိုစာအုပ်ကိုအံပွားရမတွေ့ဘူးလားကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်ကိုမတွေ့ဘူးလားအဲဒါဆိုလို့ရှင် तू ဟာစာအုပ်ဖတ်ပြီးတော့တနေရာမှာထားခဲ့တဲ့အနေအထားစာအုပ်ကိုအောင်တော့မဖတ်ရသေးဘူးအဲ့စာကို तू ရှာတဲ့ချိန်မှာမတွေ့လို့ तू တစုံတူကိုမေးတဲ့အနေအထားမှာပြောတယ် ik don ဖတ်တော့ဖတ်ခဲ့တော့ဟုတ်ပြီနော်ဟုတ်ဆက်ချက်ကြည့်အောင်ဂျေက ik don check ရရိုးတဲ့အဲကျွန်တော်ဖတ်ခဲ့တော့စာအုပ်ပဲဖြစ်တယ်ဟုတ်ကဲ့ဖတ်ခဲ့တော့စာအုပ်โอเคนงเนี่ยมาဒီမှာကျွန်တော်นงလေးလာထည့်ပြလာတယ်นงဆိုတာကပြီးသွားတဲ့အနေလားကျွန်တော်က ဖတ်ခဲ့ဘူးတဲ့စာအုပ်ဖြစ်တယ်ကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်ဖြစ်တယ်ဒါဆိုရင်နုံကပြီးဆုံးသွားတဲ့အနေအထားဒုံကဘုရုမပြီးသေးတဲ့အနေအထားဒီစာအုပ်ကိုသူဖတ်လို့မပြီးသေးတဲ့အနေအထားထားထားတဲ့နေရာမှာမရှိလို့ရှာနေတဲ့အနေအထားအဲ့တော့တုံတူကိုမေးတဲ့ပုံစံမျိုးဟုတ်ပြီနော်အောက်ကဣနုံကကြတော့ဘုရုဖတ်ပြီးရတဲ့စာအုပ်သူဖတ်ခဲ့ပြီးတဲ့စာအုပ်ဟုတ်ပြီနော်အဲ့တော့ပြီးဆုံးသွားခဲ့ပြီအဲ့ကကြတော့အခုပြန်ရှင်းပြရမယ်ဆိုရင်ဒါလေးတော့တိတိကျကျနားလည်ဖို့လိုမယ်ပေါ့နော်ကိုကဘယ်ဆိုင်နဲ့ပြောမှလဲပေါ့နော်အဲ့ဒါလေးတစ်ချက်သတိထားရမယ် အဲ့တော့အခုဒီနေ့ဒီမှာပြောခဲ့တာက okay ဒုံနဲ့အာရောချွန်ပြီးတော့အွန်းနွန်းလေးနဲ့ပေါ့နော်အာနှိုင်းရှင်ပြသွားတာဒုံလဲအတိတ်ကာလသုံးတယ်အာရောဒုံလဲအတိတ်ကာလနဲ့သုံးတယ်အွန်းနွန်းလဲအခုတို့အတိတ်ကာလနဲ့အွန်းနာလေးပေါ့နော်အတိတ်ကာလနဲ့သုံးတယ်ဒါပေမဲ့ဒုံကိုသုံးရင်တော့ကိစ္စတစ်ခုကအခုတို့ကအပြီးမတတ်သေးဘူးအတိတ်ကာလကိစ္စတစ်ခုကအခုထိလည်းလုံနေုံနဲ့နောက်လည်းလုံနေုံမှာထပ်ပံတလဲလဲလုံမဲ့အနေထားဆိုရင်ခလိုကဒုံကိုသုံးရမယ် okay အတိတ်ကာလပဲဟုတ်ပြီအတိတ်ကာလကပြီးသွားခဲ့ပြီဟုတ်တော့လုံးဝပြီးသွားခဲ့ပြီကိစ္စတခုကအလားဆိုရင်တော့အကိုတို့အာအော့ရော့ဇွန်နဲ့အကိုတို့နာနဲ့ကိုတုံးလို့ရတယ်ဟုတ်ပြီညီတို့နော်အဆွေကြီးတရားလေးကိုနားလိုက်မတင်နဲ့ကိုရီးယားတရားတွေကဟုတ်ပြီနော်အကိုတို့စင်တူတရားတွေကအများကြီးရှိသလိုကိုတို့ထဲထဲဝင်ဝင် လေ့လာလေပို့ပြီးတော့ထဲထဲဝင်ဝင်သိရလေပို့ပြီးတော့နားလဲပို့ကြတော့ကိုတို့ကပို့ပြီးတော့စူးစမ်းရလေပဲဟုတ်ပြီညီကိုတို့နော်အားဆိုတော့ ဒီတရားလေးကိုနားလည်မလို့ထင်ပါတယ်အခုရဲ့ဗီဒီယိုလေးကညီကိုတို့အတွက်တစ်သိတစ်သိတောက်ကူပြုမယ်ဆိုရင်အခုလည်းဝမ်းသာပီတိဖြစ်မိပါတယ်ညီကိုတို့ရောတော့ဘုံကမ်းစာမနေတော့